အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်အမြင့်ကြိုက်တဲ့သူတွေအတွက်အာအရင်စားကောင်းနေဟင်းရည်လေးတစ်ခုကိုချက်ပြမှာဖြစ်ပါတယ်ရှင်ဒါကတော့ကြက်အမြင့်တွေကိုပဲတေချာတန့်စင်အောင်စီချောမှာဖြစ်ပါတယ်ရှင်သုံးထက်လောက်စီချောပြီးတဲ့အခါမှာတော့သူ့ကိုဗနီဂါရဲ့စားရည်နဲ့15မိနစ်လောက်စိမ်မှာဖြစ်ပါတယ်ရှင်တေချာလေးနေမယ်အညီအနက်နေကင်းစင်သွားတဲ့အထိ နေမှာဖြစ်ပါတယ်ရှင်နာနာလေးနေရပါမယ်နော်ဒီလိုနေခြင်းအပြင်အနံ့တက်လေတက်ထားတဲ့အဲချက်အမြင့်မှရှိနေတဲ့အကြည့်ချွဲတွေပါကင်းစင်စီတဲ့အတွက်ဒီလိုနေရခြင်းဖြစ်ပါတယ်ရှင်နာနာလေးနေပြီးသွားရင်ဆိုရင်တော့15မိနစ်လောက်နှစ်ထားပါမယ်ရှင်15မိနစ်လောက်ထားပြီးတဲ့အခါမှာတော့ရေသုံးတက်လောက်နဲ့ပြန်လည်ပြီးတော့စီကြောက်အောင်မှဖြစ်ပါတယ်ရှင်။ ကြက်အမြစ်တွေကတန့်ရှင်သွားပြီဆိုရင်တော့ကျမတို့ချက်ဖို့ ready ပဲဖြစ်ပါပြီရှင်ချက်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းတွေကတော့နနံပင်ငရုတ်တီငရုတ်တီအနည်းကြက်တုံပြူကြက်တုံနီးဂျင်းထောင်းထားတော့ပဲဖြစ်ပါလေရှင်ပထမဦးစွာစီနဲ့ကြက်တုံပြူကြက်တုံနီးဂျင်းထောင်းထားတာကိုစီနနာလေးတက်ပါမယ်ရှင် အနေတော်လေးရလောက်ပြီဆိုရင်တော့အယောင်တင်မှုစနင်းမှုထဲပြီးတော့အနံလေးမှွေးလာတဲ့အထိမှွေးပါမယ်ရှင် ပြီးတဲ့ခါမှာတော့ခွဲကျန်းထားတဲ့ငရုတ်တီးတွေကိုပါတခါရင်ထည့်မှွေပါမယ်ရှင်ပြီးတဲ့ခါမှာတော့ဒီမှာရံပြာကြီးလေးပါထည့်ပြီးတော့စီသက်တဲ့ထည့်ကိုထည့်มาဖြစ်ပါတယ်ရှင်ဒီနေရာမှာငံပြာကြီးအများကြီးမတုံဘူးအထူးတိပြုစေချင်ပါတယ်ရှင်ကဲအနက်နေနဲ့အတော်အသင့်ဝင်နေပြီဆိုတော့ အတင်းပြင်ဆင်ထားတဲ့ကြက်မြင့်လေးတွေကိုထည့်ပြီးတော့ရောဝေပါမယ်ရှင်ကြက်မြင့်နဲ့စီသက်လေးနဲ့တခါလဲတသားလဲဖြစ်တဲ့အထိထပ်ဝေပါမယ်ရှင်ဒီနေရာမှာရေမထည့်ပါဘူးเนาะကြက်မြင့်ကထွက်တဲ့အရေကိုပဲကျွန်တော်အဖုံးလေးအုပ်ပြီးတော့ခဏထထားမှာဖြစ်ပါတယ်ရှင်ဘာလို့ဆိုရေတီးချင်းဒီနေရာမှာထပ်မထည့်သေးဘူးပြီးတော့ကြက်မြင့်ကိုအစကတည်းက ဆိုအရသာမောက်မထည့်ထားရတဲ့အတွက်ဒီနေရာမှာတခါတယ်အရသာမောက်ထည့်မှာဖြစ်ပါတယ်ရှင်အရသာလေးလည်းထည့်ပြီးဆိုတော့အဲရေလေးခန့်တဲ့အထိအဖုံးလေးအုပ်ပြီးတော့ခဏထထားလိုက်ပါမယ်ရှင်ကဲဒီမှာဆိုလို့ရှိရင်ကြက်မြစ်ကထွက်တဲ့အရေးဒီကုန်ပြီဆိုတော့ကျွန်မရေခွက်တစ်ခွက်ထောင်းထည့်ထည့်ပါမယ်ရှင်ဒီနေရာမှာလေးဒီချာလေးပြန်ပြီးတော့နှက်အောင်ထပ် ထပ်မွေးမယ်ပြီးတဲ့အခါမှာကျွန်မပထမအဦးဆုံးပြထားတဲ့ငရုတ်တီး sauce လေးကိုထည့်ပါမယ်ရှင်ငရုတ်တီး sauce ကလေငရုတ်တီးရဲ့သူတို့အချင်တက်လေးရဲ့ပဲပါတယ်ဂျန်တဲ့အရာသာဖေးရတာမှမပါတဲ့အတွက်ဟိုငန်သွားမှတို့စိတ်ပူစရာမလိုပါဘူးနော်ကဲဒါဆိုရင်တော့မိဖို့ပေါ်မှာ나이ခွက်လောက်မိအေးအေးလေးနဲ့အုပ်ပြီးတော့ထပ်ထားလိုက်တော့မယ်နော် ကဲရေခမ်းသွားပြီဆိုရင်တော့နန်းနန်းပင်မဆလာတို့ကိုထည့်ပြီးတော့တီချာလေးနှမ်းအောင်ရုံးမွေဖို့ပဲကြံပါတော့တယ်ရှင်အခုချက်ပြတဲ့ကြက်မြေချင်းဆက်ဟင်းလျာလေးကိုကြိုင်းနေတဲ့တည်းဆိုလို့ရှိရင်တော့လိုက်ချက်စားကြည့်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်နောက်ထပ်ဟင်းချက်ဗီဒီယိုတွေအများစွာကိုကြည့်ရှင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့เนาะကြည့်ရှုပေးတဲ့ အရောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုအစ်စ်မှာပြန်လည်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်